ရဲ့အဲလင်ကိုညီမတို့မထိန်းနိုင်မဲနဲ့တလောက်လျှောက်လိုက်ပြီးကစားခဲ့တာဖြစ်တဲ့အတွက်အဲတင်းနေ discipline ပေါက်ပြီးတော့ညီမတို့ကိုယ်တွေအများကြီးဖြစ်သွားတယ်ဗောနော်အဲ့ဒီအတွက်လည်းပဲပြည်သက်အကုန်လုံးတောင်းပန်ပါတယ်လို့ဟုတ်ကဲ့ကိုရီးယားလည်းရွေးစဉ်ရယ်ဂျပန်လည်းရွေးစဉ်ရယ်ဒါဘရာဇီးလည်းရွေးစဉ်ရယ်ပေါင်းထားတာဆိုရင်ဂျပန်မှာကြတော့လေဂျပန်လည်းရွေးစဉ်အပြည့်လာတာပါရှင်မြောက်ကိုရီးယားကလည်းလက်ရှိကမ္ဘာဖလားမှာတလောက်လျှောက် ကမ္ဘာဖလားရနေတဲ့လူတွေအကုန်လုံးလာတာဖြစ်တဲ့အတွက်ဘယ်အသင်းကမှတော့ယော့နေတာမရှိဘူးဆို။အဲ SBE ဆိုတာတဲ့နိုင်ငံအသင်းမှာရှင်အဲနောက်ထပ်စီကိန်းသွင်းနေတဲ့ပြင်ဆင်နေတာဖြစ်တဲ့အတွက်အကုန်လုံးကိုအဲနောက်ပွဲတွေအတွက်ပါအစဉ်အသင့်ဖြစ်အောင်လို့ညီမအတက်နိုင်ဆုံးပြင်ဆင်သွားမယ်လို့ပြောချင်ပါတယ်ခတိပေးချင်ပါတယ်ရှင်ဟုတ် ွက်ပြီးတဲ့ရလတ်အနေနဲ့တော့နံပါတ်1အနေနဲ့အာကွန်းနက်တီလာရောက်အားပေးတဲ့ပြိသက်ကြီးရောတီဗီကနေပြီးတော့ကြီးပြီးတော့အားပေးနေတဲ့ပြိသက်တွေရောပထမဆုံးအနေနဲ့အာစိတ်မကောင်းစာနဲ့ပဲတောင်းပန်ပါတယ်အာညီမတို့အတက်နိုင်ဆုံးပေါ့နော်ကလေးတွေရောနိုင်လိုစိတ်ပြင်းထန်စာနဲ့ကြိုးစားခဲ့တာတို့တော့အမတို့အဲပြိသက်ကြီးလည်းလက်တွေ့မြင်တွေ့ရပဲလို့ညီမမျှော်လင့်ပါတယ်အဲဒါပေမဲ့ဒီရဲ့နောက်ွယ်မှာမှမပေါ့နော်ညီမတို့လည်းအဲဒီကိုးပေးလိုက်ရပြီးနောက်ပိုင်းမှာနိုင်လုံစိတ်ပြင်းထန်စွာနဲ့အဲဒီ စိတ်ရဲ့အလင်ကိုညီမတို့မထိန်နိုင်မဲနဲ့တတော်လျှောက်လိုက်ပြီးကစားခဲ့တာဖြစ်တဲ့အတွက်အဲတင်းနေ discipline ပေါက်ပြီးတော့ညီမတို့ကိုယ်ရည်အများကြီးဖြစ်သွားတယ်ဗောနော်အဲ့ဒီအတွက်လည်းပဲပြည်သက်အကုန်လုံးတောင်းပန်ပါတယ်လို့ဟုတ်ကဲ့လက်ရှိမှာကြာနေတဲ့အသင်း၃သင်းစလုံးကတော့ဘယ်အသင်းမှာတော့ဟိုယော့နေတဲ့အသင်းဆိုတာမရှိဘူးရှင်ဟောဒီကကိုရီးယားလည်းရွေးစဉ်ရယ်ဂျပန်လည်းရွေးစဉ်ရယ်ဒါဘရာဇီးလည်းရွေးစဉ်ရယ်ပေါင်းထားတာဆိုရင်ဂျပန်မှာကြာတော့လည်းဂျပန်လည်းရွေးစဉ်အပြည့်လာတာပါရှင်မြောက်ကိုရီးယားကလည်းလက်ရှိကမ္ဘာဖလားမှာတတော်လျှောက် ကဘာဖလာရနေတဲ့လူတွေအကုန်လုံးလာတာဖြစ်တဲ့အတွက်ဘယ်အသင်းကမှတော့ရော့နေတာမရှိဘူးရှင်အဲ့တော့ညီမတို့ကလည်းတတ်နိုင်တဲ့မြတ်အသင်းတသင်းကိုတွေးလို့အသင်းတသင်းကိုချင်းကတ်တဲ့အချိန်မှာနံပါတ်1ကကိုအများကြီးမပေးရဘူးအရင်နံပါတ်2ကကြတော့သူတို့ချီမှာရှိနေတဲ့အမားကွက်ကဘယ်နေရာမှာမှားမလဲဆိုတော့စောင့်ပြီးတော့အလုပ်လုပ်ရတာပါရှင်အဲ့တော့လည်းနောက်နောက်နေ့မှလည်းပဲအဲဒီလိုမျိုးပေါ့ဩညီမတို့ဖြစ်တဲ့အချိန်ဖြစ်တဲ့ဖြစ်တိုက်တဲ့အရာကိုစိတ်ရှည်ရှည်နဲ့စောင့်ပြီးတော့အဲဒီဘောလုံးပွဲရဲ့ ကွာဟာချက်ဒီပလေယာတွေရဲ့ကွာဟာချက်နောက်ညီမတို့အဲနီးပြတွေရဲ့ကစားစီခြင်းနဲ့ပုံသဏ္ဍာန်အတိုင်းဖြစ်အောင်လို့တတ်နိုင်တယ်များညီမတို့ထိန်းချုပ်ပြီးတော့ဂိုးကွာချချက်နေအောင် နောက်တစ်ခုကအဲနောက်ထပ်သူများမှာပေါ်လာတဲ့အမားလေးတွေရှိခဲ့လို့ရှိရင်အဲ့အမားကနေပြီးတော့အမားတို့နောက်ထပ်သင်ကန်းစာကနေပြီးတော့အမားတို့ရဲ့အဲကလေးတွေရဲ့အတွေ့အကြုံကောင်းတစ်ခုရအောင်တော့အမားတို့စူးစမ်းဖို့ပြင်ဆင်ထားပါရဲ့ရှင့်အာပိဋကတ်ကတော့စေတနာနဲ့လေသူတို့လာအားပေးတဲ့အာ ပလေယာအဲသူတို့အားပေးတဲ့နိုင်ငံနိုင်ကျင်တာဖြစ်တဲ့အတွက်အာဒါကတော့မျိုးမျိုးပဲဝေဖန်ကြမှာပါဒါကတော့ညီမတို့နီးပြားတွေအတွက်ဝေဖန်တာကတခါလျင်ကြလို့ရှင်ဒီထက်ကနေပြီးတော့ယူသရာသင်ငန်းစာကတော့ရနေတာပါပဲရှင်အဲညီမနောက်တစ်ခါဘာလုပ်ရမလဲဘာလုပ်တင်လဲဆိုတာကိုလည်းညီမတို့ဒီထက်ကပဲအမြဲတမ်းပြန်ပြီးတော့သင်ငန်းစာယူရင်းနဲ့ပဲပြင်ဆင်နေတာပါရှင်အဲ့အဲ့အတွက်ကတော့ညီမအနေနဲ့ကတော့ဘာမှအထွေထူးမပြောလို့ပါဘူး။ဒါပေမဲ့တကယ်တကယ်ရင်ဆိုင်နေရတဲ့အသင်းတွေရဲ့ ဟော level တခုရဲ့ကွာဟားချက်မှာပေါ့ညီမတို့လည်းတတ်နိုင်တဲ့မြအကုန်လုံးလိုက်ပြီးတော့နောက်ပွဲတွေမှာဒီလိုမျိုးအမားမမားအောင်ဒီလိုမျိုးအဲကစားစေခြင်းတဲ့နေရာကနေပြီးတော့ဖောက်ထွက်မသွားနိုင်အောင်တတ်နိုင်တဲ့မြတော့ညီမတို့လည်းလိုက်ပြီး control လုပ်ရင်းနဲ့ဒါဒီရဲ့အသင်းဟာညီမတို့ ISPE ဆိုတာတဲ့နိုင်ငံအသင်းမှာရှင်းအဲနောက်ထပ်စီဂိမ်းအတွင်းနဲ့ပြင်ဆင်နေတာဖြစ်တဲ့အတွက်အကုန်လုံးကိုအဲနောက်ပွဲတွေအတွက်ပါအစီအစဉ်ဖြစ်အောင်လို့ညီမ အတက်နိုင်ဆုံးပြင်ဆင်သွားမယ်လို့ပြောချင်ပါတယ်ဂတိပေးချင်ပါတယ်ရှင်ဟုတ်အဲကလေးတွေနိုင်လိုသောနဲ့နိုင်လိုစိတ်ပြင်းထန်စွာနဲ့ကစားခဲ့တာကိုအကုန်လုံးတွေးကြမယ်လို့ကျွန်မမြင်အဲ ထင်မိပါတယ်အဲ့တော့တကယ်တည်းပဲသူတို့တွေစိတ်ထဲမှာနိုင်လုံစိတ်ပြင်းထန်ပါတယ်အဲ့တော့ဟိုတစ်ခါတည်းကမှာအမားကျုလို့မိတာကြီးလည်းရှိကောင်းရှိပါမယ်ရှင်ကျမတို့အဲနီးပြအဖွဲရောအဲကျမတို့ ISB အဖွဲရောနောက်ပြီးတော့ကျမတို့ပလေယာတွေပေါ်ပလေယာတွေပေါ်မှာရောဒီမျောလင့်နေတဲ့ပရိသတ်ကိုတစုံတစ်ခုမြန်စိတ်ကြည်နှံ့မှုမပေးခဲ့လို့ရှင်လို့ရှင်လည်းခွင့်လွှတ်ပေးဖို့ကျမဒီနေ့ကနေပြီးတော့တောင်းဆိုချင်ပါတယ်နောက်တစ်ခုကတော့နောက်နေ့ပွဲတွေမှာလည်းစိတ်မပြတ်ဖက်နဲ့လာရောက်အားပေးပါလို့ကျမကနေဖိတ်ခေါ်ချင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ကလေးတွေဒီနေ့စူးစမ်းသွားတဲ့အားနှစ်ဆဟာ ပိဋိဒတ်ရဲ့အားပေးမှုကဒသိတ်ဒသိတာပါဝင်တာဖြစ်တဲ့အတွက်နောက်နေ့ပွဲဒီမှာလည်းပဲဘလို့ရလမျိုးမှာပဲမဆိုလာရောက်အားပေးပါလို့ညီမကတော့ဖိတ်ခေါ်ပြသည်ရှင်